ဟယ်လိုအားလုံးဝင်မိကြပါယူနိုက်တက်ရှူကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ယူရိုပါလိကွာတာဖိုင်နယ်ဒီဖြစ်ပထမကြော့မန်ချက်စတာယူနိုက်တက်ကလိုင်ယွန်ကွင်းမှာကျွန်တော်တို့တွားပြီးတော့ကစားရမယ်အဲ့ဒီပွဲစဉ်တွေပွဲကြိုတုံးသက်ချက်ပေါ်လေဆိုတော့ပြိုင်ဘက်ဖြစ်တဲ့ Lion မှာဘလူးကစားမားတွေရှိနေတယ်လေလက်ရှိ Lion ရဲ့ present form ကဘလူးခြေသွန်းတွေပြထားတယ်လေဘလူးရလဒ်တွေသူတို့ပေါ်ဆောင်ထားနိုင်တယ်လေကိုအသင်းဘက်မှာ injury ပြဿနာတွေဘာတွေနဲ့ဆိုလို့ရှိရင်ဘသူတွေပွဲထွက်လာနိုင်ခြေရှိတယ်လေ ဘယ်လူရလက်တီဒီပွဲမှာပွဲထွက်ပွဲဝီဒီမြင်ရနိုင်ခြေရှိတယ်လေပေါ့ဒါဒီနဲ့ပတ်သက်လို့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ပါဆိုတော့ quarter final ပထမအကြော်အဖြစ်ကျွန်တော်တို့ကအဝေးကွင်းသွားကစားရတယ်ဆိုတော့ဒုတိယကြော်အိမ်ကွင်းဆိုတာတော့မဆိုးလို့ပြောရမှာပေါ့လေအချိန်ဒီကိုကျွန်တော်တို့ကြည့်ရင်ဆိုတော့အတင်းတော့ဒီဘယ်လိုပြောမလဲလိုင်းယွန်ကွင်းမှာသွားကစားရင်းနဲ့အနိုင်ယူနိုင်ဖို့ဆိုတာတော်တော်လေးတော့ခင်းရင်ပါတယ်ဆိုတော့ United ကဒီအချိန်ဒီကိုရောက်လာဖို့အတွက် ဒီ round of 16မှာဆိုလို့ရှိရင်ဆိုစီတဲ့လူမျိုးကျွန်တော်တို့ခက်ခက်ခဲခံရတဲ့စပိန်ကလက်တင်တစ်ခုကို drama ပေါင်းစုံနဲ့နှစ်ကြော်ပေါင်း52ဆိုတဲ့ရလနဲ့အနိုင်ယူနိုင်ခဲ့တယ်ပေါ့လေ။ Lion ကတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့နဲ့ဒီအုပ်စုတော်တွေမှာမြင်ဒီရှီမန်ကစားခဲ့တဲ့ FCSB ကိုသူတို့ကနှစ်ကြော်ပေါင်း71ဆိုတဲ့ရလနဲ့သူတို့ကအနိုင်ယူပြထားတာ။ ဆိုတော့လိုင်ယွန်ကလည်းလုံးဝမခေတဲ့ performance တွေပြထားတယ်ပေါ့နော်ဆိုတော့ United ကဒီအဲ့ဒီအဲ့ဒီကျွန်တော်တို့ဒါဒီ FCSB တို့တောင်မှကိုရီးယားတွေတုန်းကတကယ်ခက်ခက်ခဲခံခဲ့ရတာလိုင်ယွန်စုဒုတိယကြောက်မှာလီကောင်လီကို၄ခုတောင်သွင်းထားတာအိမ်ဝင်းမှာတော်တော်ကောင်းတဲ့အချိန်ဒီမှာလိုင်ယွန်ကိုကျွန်တော်တို့ကြည့်ရင်ဆိုတော့လိုင်ယွန်မို့လို့ဆိုပြီးတော့ဘလို့မှအထင်သေးလို့ရတဲ့တယ်မှာမပါဘူးခုနကကျွန်တော်ပြောလို့ပဲလိုင်ယွန်ဒီလက်ရှိ present form ရ Manchester United ထက်အများကြီးကောင်းနေတဲ့အသင်းဆိုတော့ဆက်ပြီးတော့ကျွန်တော်တို့ကြည့်ရရင် လိုင်ယွန်ရဲ့ performance ပေါ့နော်လိုင်ယွန်ကကျွန်တော်တို့ဒီဇန်နဝါရီအလယ်လောက်ကနေပြီးတော့ဖေဖော်ဝါရီလအစောပိုင်းလောက်မှာခုနှစ်ပွဲတိတိသူတို့ဒါလုံးဝနိုင်ပွဲပျောက်ထားတာဒါပေမဲ့လို့အဲ့ဒီပွဲပြီးတဲ့အဲ့ခုနှစ်ပွဲပြီးတဲ့နောက်ပိုင်းနောက်ဆုံးအခုချိန်ကစလို့နောက်ဆုံးကစားထားတဲ့10ပွဲမှာသူတို့ခုနှစ်ပွဲထိနိုင်ထားတယ်နော်ခုနှစ်ပွဲထိနိုင်ထားပြီးတော့နောက်ဆုံးခုနှစ်ပွဲရဲ့6ပွဲကိုကျွန်တော်တို့ကြည့်ရင်တွင်ကို19ခုထိတွင်ထားတယ် ဆိုတော့နောက်ဆုံး9ပွဲရဲ့6ပွဲကိုကြည့်ရင်တွင်ကို19ခုထိတွင်ထားတယ်ဆိုတဲ့တိုက်စေကကိုရီမန်ချက်စတာယူနိုက်တက်ရဲ့ဦးနာနာတို့ဦးဆောင်တဲ့ဂိုးနဲ့ခံစေကိုဂိုးမသွင်းစရာတော့အကြောင်းတော့မရှိဘူးဂိုးမသွင်းနိုင်စရာအကြောင်းတော့ကျွန်တော်မရှိဘူးအဲ့တိုက်စေကသူတို့တို့ကံမကောင်းတာဆိုလို့အားကိုးရတဲ့ပလေယာတချို့ယာတီကုံထိနားမဲ့ ACL injury ပြဿနာတွေကြုံသွားရတာပေါ့လေဒါပေမဲ့လို့ Lion သည် ကစားမားစရင်ကိုကျွန်တော်တို့ကြည့်ရင်အတွေ့ကြုံဤအများကြီးရှိတဲ့ကစားမားတွေနေပေပေါင်းစုံကကစားမားကောင်းတွေကိုသူတို့ပိုင်ဆိုင်ထားပြီးတော့တရားဒီ performance performance ကောင်းတွေကိုသူတို့ပြနိုင်ထားတာတော်တော်ကိုချင်ကြီးကောင်းပါတယ်ဆိုတော့ကျွန်တော်တို့ဒီလိုင်ယွန်ကခုနကပြောလိုပဲဗောနော်ယူရိုပါလိနောက်ဆုံး6ပွဲကိုကျွန်တော်တို့ချင်းလုံးဝရှုံးမွေးမရှိသေးပါဘူး၄ပွဲအထိနိုင်ထားပြီးတော့ကျွန်တော်နှစ်ပွဲတည်ကြထားတယ် နောက်ဆုံး6ပွဲပြိုင်ပွဲစဉ်ကိုကျွန်တော်ကြည့်ရင်လိုင်ယွန်ဟာ2ပွဲရှုံ့နေထားတယ်5ပွဲထိနိုင်ထားပါတယ်ကိုရီးယားယူနိုက်တက်ကိုကျွန်တော်ကြည့်ရင်တော့ယူရိုပါလိနောက်ဆုံး6ပွဲမှာ5ပွဲထိနိုင်ထားတယ်တည်2ပွဲကျထားတယ်ဒါပေမဲ့ပြိုင်ပွဲစဉ်နောက်ဆုံး6ပွဲကိုကျွန်တော်ကြည့်ရင်တော့ယူနိုက်တက်ဟာ2ပွဲပဲနိုင်ထားပါသေးတယ်4ပွဲထိ3ပွဲထိတည်ကြပြီးတော့2ပွဲရှုံ့ထားတယ်ဘလူးမန့်ရလက်ကောင်ဟုတ်မနေဘူးပေါ့နော်ပုံစံကောင်ဟုတ်မနေဘူးပေါ့ဆိုတော့ ။ရန်ရာသတင်းတွေကိုကျွန်တော်ကြည့်ရင်လိုင်ယုံဘက်ကိုကြည့်ရရင်လိုင်ယုံမှာကသူတို့အားကိုးရတဲ့တောင်မန်ကစားမတစ်ယောက်ဖြစ်တဲ့ဒီ Arnes ဘာလဲဒီနွားမာဆိုတဲ့ကစားမတစ်ယောက်ကတော့ injury ပြဿနာ ACL injury ရသွားတော့ရာသီကုန်ထိနားရမယ်ပေါ့လေ။ဒါမှလို့သူ့နေရာမှာ Ryan Chakito ဘာလို့ကတော့ဝင်ကစားနိုင်စွမ်းရှိရဲဆိုတော့ဘလူးမန်ရှော့တွက်လို့မရအောင် Ryan Chakito ဆိုလို့ရှိရင်ကျွန်တော်ဒီလက်ရှိကစားထားတဲ့ Ligue 1เนาะ36ပွဲမှာ နော်ပါလေဒီပြပြောနေဆိုရယ် sorry ပါလေနောက်ဆုံးကစားလိုက်36ပွဲမှာ78ဂိုးသွင်းပြီးတော့9ဂိုးထိ78ဂိုးဖန်တီးပြီးတော့9ဂိုးထိသွင်းထားတဲ့ကစားမပါဆိုတော့သူတို့အားကိုးရတဲ့တောင်ပံကစားမတစ်ယောက်ဒဏ်ရာရလို့ဆိုပြီးတော့ရှော့တွက်လို့ရတဲ့နေရာမှာမပါဘူးနောက်တစ်ယောက်ကလည်းပူတော်မှကောင်းနေတဲ့အနေထားမျိုးပဲ ော့ဒါအပြင်ကျွန်တော်အနေနဲ့ဒါယူရိုပါလိပွဲစဉ်ညယူရိုယူရိုဒီကစားတော့ကနိုင်ငံပွဲစဉ်ယူရိုဒီကစားတော့ကဂျော်ဂျီယာတိုက်စစ်ကပေါ့နော်တကယ်အာကူရီကစားမတရားကိုမှတ်မိကြလဲဦးမလို့ထင်းနေကျွန်တော်ဒီဒီမီကောက်တာမီကောက်တာစီလာပေါ့နော်အဲ့ကစားမကဒီတော်တော်လေးကိုပေါ့နော်ကောင်းတယ်မြင်လဲမြင်တယ်ပေါ့နော်ဒီမြန်လဲမြန်တယ်ဆိုတော့နောက်တစ်ယောက်ကကျွန်တော်လာကာဇက်တို့လူကစားမတွေကျွန်တော်တို့ရှိတယ်လာကာဇက်ဆိုတာကပရီးမီးယားလိအတွေ့အကြုံလည်းရှိတယ်ပေါ့နော်ဒါအပြင်တိုက်စစ်မတီးရကိုအယ်လမန်တာတို့လူကစားမမျိုးတွေလည်းကျွန်တော်တို့ရှိတယ် ဆိုတော့ဟိုကျွန်တော်ကြည့်ရရင်ဒီ Lion ရဲ့တိုက်စစ်က United ရဲ့လက်ရှိခံစစ်ကိုဒုက္ခမပေးနိုင်စရာ အကြောင်းက မရှိဘူး။ဒါ့အပြင်ကျွန်တော်တို့ရဲ့ဒါကစားသမားဟောင်းဖြစ်တဲ့ Nimanja Martin တို့လူကစားသမားကြီးလည်းကွင်းလယ်မှာအတွေ့အကြုံရှိတဲ့ Toli ဆိုတို့လူကစားသမားမျိုးတွေနဲ့တွားပြီးတော့ပူးပေါင်းမယ်။ဆိုတော့ကွင်းလယ်ကလည်းအတွေ့အကြုံပိုင်းရအများကြီးကောင်းနေပေါ့နော်ဒါအပြင်သူတို့ကအာဆင်နယ်ကစားမဟောင်းနေပြတဲ့ဒါ Midland Nines တို့လူကစားမတွေရှိတယ်ပြီးလို့ရှိရင်ဒါအာဂျင်တီးနားရဲ့ Tagliafico တို့လူကစားမတွေကျွန်တော်ရှိတယ်နောက်ပန်းမှာ နော်ဆိုတော့ဒါပြင် Vinicius တို့တွေပါအာဘူနာ Vinicius တို့လိုကစားမားတွေနောက်တန်းမှာကျွန်တော်ရှိတယ်ဆိုတော့ကျွန်တော်ကြည့်ရရင် as to the lion ဒီအများကြီးပူပြီးတော့ဟိုကျွန်တော်တို့ထင်ထားတာတွေပူကောင်းတယ်ပူ balance ညီတဲ့လူစင်းကိုပိုင်းဆိုင်ထားတယ်လို့ကျွန်တော်ပြောရမယ် နောက်ဆုံး performance တွေရဆိုလို့ရှိရင်လည်းသူတို့ဟာရှုံးပွဲကိုပဲကောင်းကောင်းသိပ်မရှိထားသေးတဲ့ချီနီမျိုးပါကိုရီယူနိုက်တက်ကတော့ဗျာညီကလေးတို့တဲ့အတိုင်းပဲမာတီနဲ့မပါနိုင်ဘူးအာမတ်မပါနိုင်ဘူးဟေဒင်းမပါဟေဗင်းပါနိုင်ဆိုမရှိသေးဘူးဂျူနီအဘမပါနိုင်သေးဘူးဒီလစ်မပါနိုင်သေးဘူးမိန်းနူးမပါနိုင်သေးဘူးဆိုတော့ဒါမိန်းနူးကအဲဟိုတနေ့ကပွဲကတော့လူစရင်းနဲ့မှပါလာပြီပေါ့နော်ဆိုတော့ဒါဒီပွဲဒီမှာပွဲထွက်လာမလားကျွန်တော်ကြည့်ရမှာပေါ့လေပွဲထွက်ဖို့တော့မရှိပါဘူးဒါအပြင်နောက်တန်းမှာဒီလစ်မပါနိုင်တာကတော်တော်လေးပြဿနာကြီးပါတယ် ဒီလီဒီအတင်းရဲ့ခံစစ်အတွက်အများကြီးအားထားရတဲ့ပလီယာပါဆိုတော့အခုသူမပါနိုင်သေးဘူးဆိုတာမျိုးကအတင်းတွေ့တတော်ကိုပြက်တနာကြီးတယ်ဗောနော်ဟိုမန်ချက်စတာဒါဘီမှာဆိုလို့ရှိရင်လည်းမကွိုင်းယာယူရိုနဲ့မာစတာဘီပဲကျွန်တော်ပွဲထုတ်လာတာဒုတိယပိုင်းမှာဆိုလို့ရှိရင်မကွိုင်းယာကိုကျွန်တော်ကနည်းနည်းလေးထိခိုက်နာရီယာဖြစ်ခဲ့တဲ့ပုံပေါ်ပါတယ်လင်နီလော့ဖ်နဲ့တော့မှဒီလဲရတယ်ဆိုတဲ့အခါကျတော့တတော်ကိုအတင်းရဲ့ခံစစ်ကပြက်တနာကြီးနေတယ်ဆိုတော့အဲ့ဒီခံစစ်ကိုကျွန်တော်လက်ရှိ ဲလိုင်ယွန်ကမသွင်းနိုင်စရာကိုမသွင်းနိုင်စရာအကြောင်းမရှိဘူးပေါ့နော်ရေးထဲမှာကိုသမားဦးနန္ဒကလည်းအချင်းကြီးကအသိကောင်းတာမဟုတ်ဘူးဗျာဆိုတော့တရင်ကောင်းကတော့မီဆန်မောင်းတို့ပြန်ကစားနေပြီပေါ့နော်လူချောတို့အရန်ကောင်မှကျွန်တော်ပြန်ပြီးတော့ပါနေပြီဒါကတော့အပေါင်းလက္ခဏာဆောင်တဲ့ယာပေါ်လေးဒါအပြင်ပက်ထရစ်ဒူဂူကလည်းကျွန်တော်တို့ပွဲထွက်လူစင်းယူရိုပါလိမှာပြန်ကစားနိုင်မယ်အပေါင်းလက္ခဏာဆောင်တဲ့ယာပါဆိုတော့ဖြစ်နိုင်ချေပွဲထွက်လူစင်းနေရကျွန်တော်ချီရင်ဒီလိုင်ယွန်ဘက်မှာပေါ့နော်တိုက်စစ်မှာဆိုလို့ရင်ခုနကကျွန်တော်တို့ပြောတဲ့ဂျော်ဂျီယာကမီကာယိုဒက်ဇီတို့လူကစားမတွေကျွန်တော်ရှိတယ် အယ်မန်ဒါကျွန်တော်တို့ရှိမယ်ကွင်းလင်မှာတိုလီဆိုရှိမယ်မာတစ်ရှိမယ်ပြီးလို့ရှိရင်တောင်မမာဆိုရှိရင်ရိုင်ယန်ချာကီတို့ကစားမတွေရှိတယ်ကျွန်တော်တို့ဒီပွဲကြရင်အဲ့ဒီရိုင်ယန်ချာကီဆိုတဲ့22နှစ်ရွယ်ကစားမတွေအသက်20ရွယ်ကစားမအဲ့ကောင်လေးကိုကျွန်တော်ကြည့်နေတော်တော်ကိုလုံးဝပြင်သစ်မှာအဲ့လောက်ထိ skillful ဖြစ်တဲ့ player ကိုအများကြီးမတွေ့ဘူးဒီလာဆိုတော့အဲ့ဒီကစားမလေးကတော်တော်ကို skillful ဖြစ်တဲ့ player ဒါအပြင်သူက skill ပြယုံနေတယ်မဟုတ်ဘူးပြတည်လာသူကစားတာက တတော်ကိုညံ့ညံ့ညော်ညော်ရှိုံနေမကအောင်ဘာလို့သူက end product တွေလည်းကောင်းတယ်ပြောချင်တာကဖန်တီးမှုတို့ twin ကိုတွေတို့တကယ်ကောင်းနေတယ်မှာပါတယ်ဗောနော်တယောက်ချင်းကြော်ဖြတ်မှုရည်သွေးကောင်းကောင်းရှိတယ်သူ့ကိုကျွန်တော်တယောက်နှစ်ယောက်လောက်တွေမကဘူး united back ten တစ်ခုလုံးကိုပါကျွန်တော်တို့ကဟိုထိန်းကိန်းထားမယ်အခြေအနေမျိုးအဲ့ဒါလောက်ထိအန်ဒီရဲ့များတဲ့ကစားမားပါဒါအပြင်သူတို့အင်ကွင်းမှာကစားရမယ်ဆိုတော့ကစားမားအတွက်စိတ်ကြိုက်နေရလို့ပြောလို့ရတယ်ဗောနော်ဆိုတော့နောက်တန်းမှာတော့ခုနကပြောတဲ့ဒါဘယ်လိုပြောမလို့ဒီ middle nine lose တို့ကစားမားတွေ tagliafico တို့လိုကစားမားလေးတွေရှိတယ်ဗောနော် ဆိုတော့အသင်းတိုက်စစ်ကတော့ဂူးသွင်းနိုင်မလားပေါ့လေကိုရီတိုက်စစ်ကမန်ချက်စတာဒါဘီမှာလည်းဂူးမသွင်းနိုင်ဘူး Nottingham Forest နဲ့ပွဲမှာလည်းဂူးမသွင်းနိုင်ဘူးနောက်ဆုံးနှစ်ပွဲဆက်ဂူးပေါက်ကျွန်တော်တို့ပျောက်ထားတာကအချင်းကြီးမကောင်းဘူးလို့ပြောလို့ရတယ်เนาะဆိုတော့ဒါကလည်းရှိလိုင်ယွန်နဲ့ပတ်သက်လို့ပေါ့ဗျာဆိုတော့ကိုအသင်းနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ရရင်ပွဲထွက်လူစင်ကိုတိုက်ရိုက်ကျွန်တော်သွားကြည့်ရအောင်ဆိုတော့ပွဲထွက်လူစင်မှာတော့ဒါဖြစ်နိုင်ချေအများဆုံးကတော့ခန်းစစ်တုံးအောင်ကတော့ဒီအားပေါ့လေကျွန်တော်တို့ဒါလန်နီယိုတို့ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီမကွိုင်းယားမာစတာဘီဆိုတော့အသင်းရဲ့ဖြစ်နိုင်ချေဘက်တန်း၃ယောက်ပဲ လန်ဒီယူတို့ကတော့ဒီပြင်တစ်ကလာတဲ့ပလေယာဆိုတဲ့ခါကျတော့ဒီနေရာမှာသူ့ကိုဒါအများကြီးဒီတိအိုက်အတွေ့အကြုံတွေကျွန်တော်တို့ဒါအတုံးချခိုင်းရမှာပဲเนาะသူတို့လိုင်းယုံကစားမားတွေနဲ့သူရင်ဆိုင်ခဲ့ဦးတဲ့တည်းမှာပါတယ်ကိုเนาะဆိုတော့ကောင်းတော့ကနှာခေါင်းဝင်းနှုတ်ရတာပြုတ်ပြုတ်နေနေရာမှာနှာခေါင်းဝင်းတွေအဲ့တော့ ဆိုတော့အဲ့လိုမျိုးဆိုတော့ယူရိုကိုကျွန်တော်အားကိုးရမှာပဲเนาะဆိုတော့ပက်ထရစ်ဒူဂူပြန်ပါမယ်ပြီးလို့ရှိရင်ရွေးချယ်စရာမရှိပေမဲ့တုံးရမယ်ကျွန်တော်တို့ဒါဒီကိုဒါတော့ပြန်ပါမယ်စန်ဒရာစန်နကွဲလည်းနှစ်ယောက်ကတော့ကျွန်တော်ကတော့ဒီကက်စမီရိုနဲ့ဥကာတီပဲထင်ပါတယ်နောက်ပိုင်းမှာကကက်စမီရိုကပူပြီးတော့ကောင်းနေတာဥကာတီတဲ့စားလို့ရှိရင်လေဥကာတီကကြားထဲမှာအင်ဂျူရီပြဿနာကြုံသွားပြီးတော့သူတိုင်ပတ်နေတာပြန်လာတဲ့အခါမှာကျွန်တော်တို့ထင်တဲ့လောက်ကြီးမလုံထိုင်ဘူးပေါ့နော်ဆိုတော့ဥကာတီကိုကျွန်တော်ထုတ်ပြီးတော့ဘရူနိုနဲ့ကက်စမီရိုလက်တွဲကောင်းတွဲလာနေတယ်တိုက်စစ်က Resmel Whiteland Zigzi နဲ့ Ghana ချိုးဆူတဲ့ပုံစံမျိုးမြင်ကောင်းမြင်ရနိုင်တယ်။ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ကတော့ Bruno Fernandes ကိုတက်နေတယ်မြန်တိုက်စစ်ကိုပို့တာကအပေါင်းလက္ခဏာဆောင်နိုင်မယ်လို့ကျွန်တော်ထင်တယ်။ကွင်းလယ်မှာဆိုလို့ရှိရင်အဖြတ်တီးကောင်းတဲ့ Casemiro တို့ Ugarte တို့ကိုထားတာကပို့ပြီးတော့တင့်တော်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်။ဆိုတော့ Nero နံပါတ်1ကတော့ Ghana ချိုးဒီမပါမဖြစ်ပေါ်လေသူပဲရှိတာကိုနော်ဆိုတော့ Bruno နဲ့တွေ့ပြီးတော့တိုက်စစ်ကတော့ Resmel ဆိုတာထက်ကျွန်တော်ကတော့ Zigzi ကိုပို့ပြီးတော့မြင်ရဖို့ကျွန်တော်မျှော်လင့်တယ်။ ရက်စမတ်ကတော်တော်ကိုတိုင်ပတ်နေတာပါတော်တော်ကိုအချိန်ညီမကောင်းတာဆိုတော့ဇစ်ဂျီဒီအသင်းကိုအများကြီးမျောလင်းချက်ပေးနိုင်မယ်တိုက်စီလို့ပြောရမှာပဲဒီပွဲမှာဆိုတော့ကျွန်တော်တို့ကျွန်တော်ကတော့လိုင်ယွန်ကွင်းမှာဒီတွားကစားတဲ့ဒီလိုပွဲမျိုးမှာအမြင့်ဆုံးမျောလင်းလို့ရတာဒီတရေပဲဒါကျွန်တော်ပဲဒါကျွန်တော်မျောလင်းနေရပဲကျွန်တော်အဲ့ထက်ပိုပြီးတော့မျောလင်းဖို့ရပျော်မျောလင်းလို့ရတယ်လို့ကျွန်တော်မထင်ဘူးဟိုပြောမရဘူးပေါ့လေနိုင်တော့နိုင်သွားမှာပေါ့လေဒါပေမဲ့လို့ဗျာကျွန်တော်ပြောချင်တာနောက်ဆုံးနောက်ဆုံး9ပွဲရဲ့6ပွဲမှာ16ဂိုးအထိသွင်းထားတဲ့တိုက်စီကို ျွန်တော်ဒီခံစစ်ဘလူသွားတားမလဲကိုရီးယားတိုက်စစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဂိုးတောင်မှာဘလူးနော်ဘရူနိုဖရန်နက်စ်ကလွှဲရင်ဂိုးတောင်ဘသူသူရမှာမသိဘူးအဲ့လိုမျိုးဆိုတော့ဟိုလက်ရှိဖောင်ကောင်းနေတဲ့လိုင်ယွန်ကိုကျွန်တော်တို့ဘလူးသွားပြီးတော့ဘိုးသွင်းကြမှာလေအဲ့ဒါပြဿနာတအားကြီးတယ်ကြည်ကစားမတယောက်တည်းကိုကျွန်တော်မျှော်လင့်လို့အားကိုးလို့မရဘူးဗျာ twin ကိုတို့ဖန်တီးမှုတွေနဲ့ပတ်သက်လို့ရှိရင်အရာရာတိုင်းကဘရူနိုကြီးပဲကျွန်တော်ဖြစ်နေလို့မရဘူးကျန်တဲ့ကစားမတွေကလည်းပိုကောင်းအောင်လှုပ်ပြနိုင်အောင်မှာပြဿနာကတော့ကျွန်တော်တို့လမ်းမမြင်ဘူးဒီလားလှုပ်ပြနိုင်မယ်လမ်းမမြင်ဘူးဆိုတော့ ဟိုလိုင်ယွန်ကွင်းမှာသွားပြီးတော့လေကစားမှာဖြစ်တယ်ဆိုတော့တရေရအောင်ကစားလာအိမ်ကွင်းမှာအနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတက်ဖို့ကြိုးပမ်းမှာလိုင်ယွန်ကွင်းမှာတော့ကျွန်တော်ရှုံးနေခဲ့လို့ကျွန်တော်မရဘူးလိုင်ယွန်ကွင်းမှာရှုံးခဲ့ရင်ကျွန်တော်မျှလင်းစရာမရှိဘူးဘာလို့လဲဆိုတော့ကိုရီကငါတို့အိမ်ကွင်းကျန်သေးတယ်ဟေးဆိုပြီးတော့မော်ကြွားလို့မော်ကြွေးကြော်လို့ရတယ်တဲ့မှာမပါဘူးဗျာကိုရီးယားအိမ်ကွင်းလဲမင်းကတက်ဖို့ပုံချခံနေရတာအစင်းကမပြေဘူးဘဲသွားတာမင်းကလည်းနော်မင်းခေါင်းခေါင်းခံနေရတဲ့အချိန်မျိုးဖြစ်နေတာအစင်းကမပြေဘူးဆိုတော့ ိမ်ဝင်းမတိုင်ခင်ကစားမဲ့ဒီအဝေးဝင်မှာအနှိမ်ဆုံးတော့တရေတော့ရအောင်ယူထားနိုင်မှုကျွန်တော်လိုတယ်။ဆိုတော့လက်ရှိလိုင်ယွန်ကတော့ကိုအတင်းဘက်ကိုဂိုးတော့တွင်းလေဦးမယ်လို့ကျွန်တော်ထင်တယ်။ကိုအတင်းဂိုးတွေပြန်တွင်းနိုင်မလားပဲကျွန်တော်ကြည့်ရမယ်။ဂိုးကတော့ဒီကြပေါ့ပြရဖို့ရှိတယ်။ကိုတွေဂိုးပြန်ရမလားပဲကျွန်တော်ကြည့်ရမယ်။ရဖို့လေမျော်လင့်မှကျွန်တော်ရမယ်။ဆိုတော့ဖာနန်ဒက်စ်တို့ အရင်လိုမျိုးပုံမှန်တိုင်းအားကိုးရစေကစားမတွေဖြစ်ဖြစ်ကျွန်တော်တို့မျိုးဆူတောင်းအောင်မယ်နော်ကက်စမဲတို့တို့ခြေသွမ်းပြဖို့ဒါလောတို့ခြေသွမ်းပြတော့ပက်ထရစ်ဒူဂူတို့ခြေသွမ်းပြဖို့နော်ဇစ်ဇီတို့ဂိုးသွင်းဖို့ကာနာချူတို့ဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်ချဖို့လာနော်နောက်တန်းဒီမမထန်ထန်ကစားနိုင်ဖို့ဦးနနာကဲဖို့ပဲကျွန်တော်တို့အနေနဲ့ရှိသမျှဖျားတွေမှာဆူတောင်းအောင်မှာပဲတသိန်းလုံးအချိန်ကြီးကောင်းဖို့ပဲကျွန်တော်မျှော်လင့်ရမှာဆိုတော့အများကြီးတော့မျှော်လင့်ချက်မရှိဘူးဗျာဒီပွဲကဒါကျွန်တော်တယောက်တည်းယူဆချက်ရပါဘောနော်လက်ရှိကျွန်တော်တို့အနေနဲ့ Lion ရဲ့ form ကိုကျွန်တော်ကြည့်ရင်အတင်းအကျပ်ကတော့တော်တော်ကြီးကို ဒါတတော်ကိုလိုင်ယုံကကိုယ့်ထက်တပန်းတာနေတယ်လို့ပြောလို့ရတယ်။ဆိုတော့လိုင်ယုံကွင်းမှာကျွန်တော်ဘာတွေလုပ်ပြနိုင်မလဲကြည့်ရမယ်။ဆိုတော့ညီကတို့နေနေရောဘလူမီညလည်းဒီပွဲမှာကျွန်တော်ဘလူရက်လက်ထွက်ပေါ်လာနိုင်လောက်တဲ့အထိမျှော်လင့်လို့ရတယ်လို့ကျွန်တော်ထင်တယ်။လိုင်ယုံကွင်းမှာကျွန်တော်နိုင်အောင်မျှော်လင့်လို့ရပါမလား။ဆွေးနွေးကြပါဦးเนาะအားလုံးကိုကြည်ဒီများကြီးတမားလေး